မိတ်ဆွေအပေါင်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်နော်အခုကျွန်တော်ပြောပြပေးမှာတော့ဗုဒ္ဓရေရလို့ခေါ်တဲ့ရေရအစီရင်ဖြစ်ပါတယ်ရေရဆိုတာပြုပြင်စီခြင်းပြုပြင်စီရင်ခြင်းကိုရေရလို့ခေါ်ပါတယ်ဥပမာမိုးရွာရင်ဖြီးဆောင်ရတယ်နေပူမှာသွားလို့ရှိရင်အမိုးအကာယူသွားရတယ်အသားတွေလောင်မှာဆိုတဲ့အတွက်ဟုတ်လားအင်ကြီးလက်ရှိတွေဝေ့ရတယ် အဲ့ဒါတွေကိုအားလုံးလည်းရရရလိုပဲခေါ်ပါတယ်ပြုပြင်စီရင်ခြင်းဟာရရရပါပဲအိမ်မှာမိုးယိုနေရင်အဲ့ဒီအမှုဖာမလားလဲမလားတခုခုလောက်ရပါတယ်အဲ့ဒါဟာရရရပါပဲအကျော်လူတွေကန်စတာညက်လာပြီဆိုလို့ရှိရင်ကုတုကံနဲ့ပြန်ပြီးတော့ပြုပြင်ရပါတယ်အဲ့ဒါကိုပဲရရရရရရလို့ခေါ်ကြတာကအဲ့တော့အခုခုနှစ်သားသမီးတွေအတွက်ကျွန်တော်ရရရလေးတခုပြောပြလိုပါတယ်အဲ့ဒီရရရကတော့တနင်္ဂနွေသားသမီးတွေ ိုကိုကိုကန်ဆိုးနေတယ်ကန်ညက်နေတယ်လို့ယူဆရင် စနေနေ့တရက်ရက်မှာဘယ်စနေပဲဖြစ်ဖြစ်ရပါတယ်ဒီစနေမမီရင်နောက်စနေပေါ့အဲ့ဒီစနေနေ့တရက်ရက်မှာ စနေသားသမီးကိုအသက်ထက်ငယ်ရွယ်သော စနေသားသမီးတွေကိုအစာအစာတွေကျွေးမွေးပေးကမ်းလှူဒါန်းရပါတယ်အဲ့ဒီလိုစနေနေ့မှာကျွေးမွေးပြီးပြီဆိုရင်မိမိရဲ့မွေးနေ့တနင်္ဂနွေနေ့မှာကိုကငါးပါးတိလာခံယူခရရှိကို စွန့်ရေချမ်းပန်းစီမီတွေနဲ့ကပ်ပြီးတော့ကုသိုလ်စိတ်လေးနဲ့တဏီကုန်နေရပါတယ်။အဘသီလာဆိုရင်ရပါတယ်။ကိုလှုပ်ရှားရှိတာလှုပ်လို့ရပါတယ်။အဲ့တော့အဲ့ဒီတဏီကုန်တွေပြီလို့နောက်တနင်္လာနေ့ကျရင်တော့မြတ်စွာဘုရားကိုပန်းဆိုရင်တော့ကန့်ကိုပန်းဒါမှမဟုတ်ငွေပန်းပေါ့ကန့်ကိုပန်းကတော့ရာသီမဟုတ်တဲ့အချိန်မှာမရနိုင်ဘူး။ဒါတော့မြတ်စွာဘုရားကိုတခါဆွန့်ကပ်ရပါတယ်။ကိုကြိုက်တဲ့ဟင်းနဲ့ကိုကိုအိမ်မှာရှိတဲ့ဆွန့်ထမင်းနဲ့အကြကြနနာ ရေရိုးတေးတေးကတ်လူပူဇော်ပြီးရင်ငွေပန်းနဲ့ကြောက်ကြောဆုံးကတော့မပါမဖြစ်ပေါ့တကယ်လို့ငွေပန်းမရနိုင်ဘူးဆိုရင်မှကြောက်ကြောပါမယ်ပေါ့နော်မိမိရဲ့အညွန့်ပေါ့တနင်္ဂနွေရဲ့အညွန့်နဲ့ကြောက်ကြောလေးနဲ့ကျန်တဲ့အင်္ဂါရှိတဲ့ထမင်းနဲ့ဆုံးကတ်ပြီးတော့ကိုလိုရာဆူတောင်းပေးလို့ရှိရင်တနင်္ဂနွေသားသမီးတွေဟာကံအဆူညံ့နေပြပြောက်ပြီးတော့ကံကောင်းခြင်းတွေရောက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာ တနင်္လာသားသမီးတွေအတွက်ကြတော့ဘယ်တနင်္ဂနွေမှမဆိုးတနင်္ဂနွေသားသမီးတွေကိုအစားအသောက်များကျူးမွေးပေးကမ်းလှူဒါန်းရပါတယ်ပြီးရင်မိမိရဲ့မွေးနေ့ဖြစ်တဲ့တနင်္လာနေ့ရောက်ပြီဆိုရင်အဲ့ဒီတနင်္လာနေ့မှာငါးပါတိလခံယူပြီးတော့ဘုရားကိုဆွတော်ကရည်ကြမ်းကပန်းကတနင်္ဂနွေကုသိုလ်စိတ်လေးနဲ့နေပေးရပါတယ်နောက်တနေ့အင်္ဂါနေ့ရောက်ပြီဆိုရင်တခါဘုရားကိုဆွန့်ထက်ကပ်ပြီးတော့အဲ့ဒီနေ့မှာကြတော့မြတ်စွာဘုရားကိုနော် ကြံတဲ့ဆွန်ဟင်းတွေကတော့မိမိအဆင်ပြေတယ်လို့မိမိအိမ်မှာစားရတာတွေကိုကတ်နိုင်ပါတယ်စမူစာမပါမဖြစ်စမူစာတို့ဇီယိုတို့ဇီယိုမရရင်လည်းပဲစမူစာပဲပေါ့နော်စမူစာမပါမဖြစ်ဆွန်ကိုကတ်ပေးရပါတယ်နောက်စိန်ဖူးတို့အတွက်ငွေလူတာမျိုးတွေဖះရီရောက်လို့ရှိရင်စိန်ဖူးတို့အတွက်ငွေလူတာဘုံရီမှန်းပြီးတော့လူတာမျိုးတွေပြုတ်လုပေးရပါတယ်ဖះမရောက်ခဲ့ရင်တော့မှအဲ့ဒီနေ့မှာနောင်ကြုံလာမဲ့ကိုဖះဘူးသွားမဲ့ အတွက်လူဒန်းဖို့ဆိုပြီးတော့ငွေလေးကိုစာအိမ်မှာစိန်ပြုတော့အတွက်ဆိုပြီးတော့လူဒန်းတက်တက်ဖယ်ထားပြီးလူဒန်းလို့ရပါတယ်နောက်ပြီးတော့အင်္ဂါသားသမီးတွေအတွက်အင်္ဂါသားသမီးတွေကန်ဆုပ်ကန်ညံ့နေပြီဆိုလို့ရှိရင်တနင်္လာသားသမီးကိုယ့်ရဲ့အသက်ငယ်ရွယ်သောတနင်္လာသားသမီးတွေကိုအစားအစာများကျွေးမွေးပေးကမ်းလှူဒန်းရပါတယ်အဲ့လိုတနင်္လာနေ့မှာဘယ်တနင်္လာမှမဆိုရပါတယ်အဆင်ပြေတဲ့တနင်္လာနေ့ကနေစလုပ်ပါ တနေ့လာပြီးရင်မိမိမွေးနေ့အင်္ဂါနေ့ရောက်ပြီဆိုရင်ငါးပါးတိလခံယူဆုံးမြတ်စွာဘုရားကိုဆွမ်းရည်ချမ်းပန်းစီမိတွေကပ်ပြီးတော့တနေ့ကုန်ကုသိုလ်စိတ်လေးနဲ့နေပြရပါတယ်။အဲ့ဒီနေပြီးလို့နောက်တရက်ဘုရားခုနေ့ရောက်ပြီဆိုလို့ရှိရင်တော့မြတ်စွာဘုရားကိုဆွမ်းရည်ချမ်းပန်းတခါထက်ကပ်ရတဲ့အဲ့ဒါကိုအိမ်မှာရှိတဲ့ဆွမ်းရည်ချမ်းအိမ်နဲ့အကုန်ကပ်လို့ရပါတယ်ဒါပေမဲ့မပါမဖြစ်ကတော့ဒီရွက်လပန်းပေါ့ ရွက်လာပန်းရွှေပန်းပေါ့ရွက်လာအရွက်ဆိုတော့ပန်းလိုမမြည်ဘူးပေါ့နော်လွယ်တော့လွယ်တယ်ဒါပေမဲ့ရွှေပန်းရွှေပန်းထည့်ပြီးတော့ကတ်လူပေးရပါတယ်အဲ့တော့ရွှေပန်းလှူလို့ရှာလို့မရဘူးအဆင်မပြေသေးဘူးဆိုရင်ဖះဟိုရွှေတင်ကန်းကတ်တာမျိုးရေလူတာမျိုးရက်လူတာမျိုးတွေလည်းလုပ်လို့ရပါတယ်အိမ်ကဖះမှာနေလုပ်လို့ရပါတယ်ပြီးတော့ဘုရုသာသမီးတွေပေါ့ဘုရုသာသမီးတွေ ကဆုကညာနေပြီဆိုရင်ကို့ထက်အသက်ငယ်ရွယ်သောအင်္ဂါသားသမီးတွေကိုအစားအစာတွေပြုမူပေးကမ်းတူတန်းရပါတယ်အဲ့လိုလူလန်းပြီးမိမိရဲ့မွေးနေ့ဘုံလူနေ့တစ်နေ့လုံးမှာဘုရားကိုငါးပါးတိလခံယူပြီးတော့ဘုရားရှိခိုးမြတ်တာဖို့အမြဝေကုသိုလ်စိတ်နဲ့နေပြီးတော့နောက်တည့်ရက်ကြာတာပရိနေမှာဆိုလို့ရှိရင်မြတ်စွာဘုရားကိုဆုံးကရကိုချီတဲ့ဆုံးနဲ့ကပ်ပြီးတော့အဲ့ဒီမှာပေါင်မုတ်ပေါင်မုတ်လို့ဘိမုတ်လို့ ကြာတာပရိနံတစ်ခုခုပေါ့နော်အဲ့ဒီမုံလေးတွေပါအောင်ကတ်ပြရပါတယ်အဲ့ဒါဆိုရင်အစိုးညံ့နေပြပြောက်ပြီးတော့ကုသကောင်းမှုတွေရဲ့အစွမ်းကြောင့်ပေါ့နော်ကံကောင်းခြင်းတွေရောက်လာတတ်ပါတယ်နောက်တခါကြာတာပရိသသမီးတွေကြာတာပရိသသမီးတွေကြတော့မိမိထက်အသက်ငယ်ရွယ်တဲ့ဗုဒ္ဓသသမီးတွေကိုအစားအစာများကျွေးမှုပေးကမ်းလှူဒါန်းရပါတယ်ဗုဒ္ဓဗုဒ္ဓနေ့မှာပေါ့နော်ဗုဒ္ဓနေ့မှာဗုဒ္ဓသသမီးတွေအစားအစာတွေကျွေးမှုပြီးနောက်ရက် မိမိရဲ့မွေးနေ့ကြာတာပရိနေ့ရောက်ပြီဆိုရင်ငါးပါးသီလခံယူမေတ္တာပို့အမြဝေးဆွန့်ရည်ချမ်းပန်းစီမီကပ်ပြီးတော့တဏီကုန်ကုသိုလ်စိတ်ကလေးနဲ့နေပေးရတယ်ကုလုံးစရာရှိတဲ့အလုပ်တွေလည်းလုပ်လို့ရပါတယ်ရုံဝန်ထမ်းလည်းရုံသွားလို့ရတယ်အလုပ်သမားလည်းအလုပ်လုပ်လို့ရတယ်ပေါ့နော်အဲအဲ့ဒီနေ့ကြာတာပရိနေ့ပြီးရင်တောက်ကြနေမှာဆိုတော့တောက်ကြနေမှာကြာရင်တော့မြတ်စွာဘုရားကိုတခါဆွန့်ရည်ချမ်းပန်းစီမီကပ်ပြီးတော့တတိယရှောင်းမျိုး မပါမဖြစ် အတိပါတိပဲဖြစ်ဖြစ်ပေါ့နော်အတိရှောင်မျိုးကိုဖရာရဲ့ဆွနပွဲထဲမှာထည့်ပြီးတော့ကပ်ပေးပါအဲ့ဒါဆိုရင်ကန်စိုးကညာနေပျောက်ပြီးတော့ကုတူကောင်းမှုရဲ့အစွမ်းနေကြောင့်ကိုရှိကိုကံကောင်းခြင်းတွေရောက်လာပါလိမ့်မယ်ဒါဗုဒ္ဓရေရာတွေဖြစ်ပါတယ်ဖရာကိုလူခိုင်းတဲ့ရေရာတွေကြီးပါပဲကုတူကိုတကယ်စိတ်ထားတတ်ပြီးတော့တိတိကျကျလုပ်ပဲဆိုရင်ကုတူအလွန်အင်မတန်ရတဲ့ဗုဒ္ဓရေရာတွေဖြစ်ပါတယ်နောက်တစ်ခါတောက်ကြသားသမီးကြီး တောက်ကြသာသမီတွေကကြာသာပရိနိတရရက်မှာကြာသာပရိသာသမီတွေကိုယ့်ရဲ့အသက်ငယ်ရွယ်သောကြာသာပရိသာသမီတွေကိုအစားစာများကြွေးမှုပေးကမ်းလှူဒါန်းရပါတယ်။နောက်ရက်မိမိမွေးနေ့တောက်ကြနေ့မှာတဏီကုံမြတ်စွာဘုရားကိုဆွံ့ရေချမ်းပန်းစီမီကပ်ပြီးတော့မြတ်တာပုအမြဝီကူတတ်တဲ့မြတ်မှတ်တဲ့မြတ်ကုသူလေးတွေနဲ့ပြုလုပ်ပြီးတဏီကုံကုသူစိတ်လေးနဲ့နေပြီးကိုလှုပ်ဆရာရှိတဲ့အလုပ်တွေလည်းလုပ်လို့ရပါတယ်။ဘာမှမလုပ်ခွင့်နဲ့ဒီဘုရားရှင်မှာပဲထိုင်နေရမယ်လို့ပြောတာမဟုတ်ပါဘူး။ကိုလှုပ်ဆရာရှိတဲ့အလုပ်တွေလည်းလုပ်ပါ အဲ့လိုတောက်ကြနေမှာကိုယ့်ရဲ့မွေးနေမှာအဲ့လိုလုပ်ပြီးဆိုရင်နောက်ရက်စနေနေ့မှာဆိုရင်တော့မြတ်စွာဘုရားကိုတခါဆွံ့ရည်ချမ်းကပ်ပြီးတော့စနေနံငွားနှုတ်ဘူးပေါ့နော်ငွားနှုတ်ဘုရားကိုမပါမဖြစ်ငွားနှုတ်လေးတွေထည့်ကပ်ပေးရပါတယ်အဲ့ဒါဆိုရင်ကုသကံကြီးကြောင်းလဲလာပါလိမ့်မယ်နောက်ပြီးတော့စနေသားသမီးတွေပေါ့စနေသားသမီးတွေကဘယ်တောက်ကြမစူး တောက်ကြတည့်ရရမှာကို့ထက်အသက်ငယ်ရွယ်သောတောက်ကြသားသမီးတွေကိုအစားအစာတွေကျွေးမွေးပေးကမ်းလှူဒါန်းပါတယ်အဲ့လိုတောက်ကြနေမှာကျွေးမွေးလှူဒါန်းပြီးလို့ရှိရင်စနေနေ့တနေ့ကိုမိမိရဲ့မွေးနေ့စနေနေ့တနေ့ကိုမှဖရားကိုဆွေးရည်ချမ်းပန်းစီမိကမြတ်တာပို့အမြဝကုသိုလ်စိတ်ကလေးနဲ့နေပေးရပါတယ်နောက်ရက်တနင်္ဂနွေနေ့မှာဆိုရင်တော့မြတ်စွာဘုရားကိုဆွေးရည်ချမ်းပန်းစီမိဆက်ကပ်ပြီးတော့အုံဒီအုံဒီ6စိတ် ထည့်ပြီးတော့ဆွန်းထဲမှာမြတ်စွာဘုရားရဲ့ဆွန်းပွဲထဲမှာအရှုပွဲဖြစ်ပေါ့နော်။အုံဒီ၆စိတ်ထည့်ပြီးတော့စကတ်လှူဒန်းပေးရပါလေ။အဲ့တော့ပြောစရာတစ်ခုရှိတာကဘုရားလှူတာပဲဘာလှူလို့မရဘူးလား။အဲ့ဒါတွေဘာလို့ထည့်လှူရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့လူတွေရောအဝိစာဝတ်တယ်ဆိုတာญาติဥဒံကာကွယ်ဖို့အချက်လုံးပုံမလား။ဘာအဝိစာပဲဘူးကိုရတာပေါ့။ဒါပေမဲ့စမတ်ကြဖို့လှဖို့လာလူအမြင်ကောင်းဖို့လိုတယ်လို့ကုသိုလ်လုပ်တယ်ဆိုတာလဲဘာလူလူကုသိုလ်ရပေမဲ့ ဒီကျွန်တော်တို့ဟာဂျူရီနက်ခတ်တာယာတွေနဲ့ဒီစက်ကြောလိုက်ဒီမှာနေတဲ့လူသားတွေအတွက်အဲ့ဒီဂျူရီနဲ့အစင်ပြည်ရာပြည်ရာအစားအစာတွေအယောင်တွေနေနာနေနဲ့ကြိုက်အောင်လှူပေးရတာကိုရရာလို့ခေါ်ပါတယ်အားလုံးမင်္ဂလာပါကိုစိတ်နှပြရှင်လန်းရှမ်းမြေကြပါခင်ဗျာ